first friend of Nah Hakong. Chứ mời được gặp Hakong tại ဆရာသူကတော့ first runner အပြားွားတဲ့ပုံပေါ်မှာလေအားမငင်းနဲ့တမီအရန်တော်တယ်လို့တော့ပြောပါရည်။အဲဟိုလက်လက်ရောက်ဆွဲနေရတဲ့အချိန်ဆိုရင်တော့အငင်းနဲ့ရင်ခုန်မိပါတယ်။ဘာလို့လဲဆိုတော့အာ half home ကဒီ2024 Miss Grand တော့ပေါ့နော်ရန်ကုန်ပွဲမှာလေအဲ့လိုလက်တော်ဆွဲရတာမဟုတ်ပေမဲ့ဒါမဲ့သိရမလားအဲ့လိုပုံစံလေးဖြစ်ခဲ့တော့ရင်တော့ခုန်တယ်။ဒီ half home ကလည်းဝင်လာဖြစ်ချင်းစိတ်ရှိရဲ့ဒါမဲ့မဖြစ်ခဲ့တဲ့ပုံမှာလေဒီဘာမှတော့မဖြစ်နေပါဘူး။ဘာလို့လဲဆိုတော့ရွာရတဲ့ညီမလေးကလည်းသူဆိုရင်ကန့်တလျှောက်လုံးပေါ့နော်။တဖြည်းဖြည်းတဖြည်းဖြည်း shining ဖြစ်လာတာ။ အဲ့လိုမျိုးဆိုတော့သူလည်းထိုက်တန်ပါတယ်ရှင် Our new Miss World Myanmar 2025 first runner up Nana တိုင်ပွဲဆဆဝင်ကြရတော့ဗောနောကိုကဒီဖြစ်အောင်လုပ်ရမယ်ဆိုတော့စိတ်တော်ထားထားရတာဗောနောဘာလို့လဲဆိုတော့ကိုမအဲ့လိုစိတ်မထားထားရင်လည်းကိုမကြိုးစားတော့ဘူးလीเนาะအဲ့တော့ကိုရခဲ့တဲ့ reserve နဲ့တော့ကိုတိုင်ထိုက်တိုင်ပါလေလို့ထင်ပါတယ်ရှင်ပြီးလို့ဆိုရင်တကယ်ချင်းနေရတော့အမြင်နဲ့အားပေးပါတယ်တိုင်ပွဲဝင်ချင်းချင်းဗောနောအဲရအောင်ကြိုးစားမပါသူတော့အားပေးရဗောနောကိုချစ်ခင်တဲ့စိတ်တွေနဲ့ရောအော်ဝန်နဲ့ဝန်တာဖြစ်သွားဘာလို့ဆိုအဲ first runner app ကြီးညာပြီးွားတဲ့အချိန်မှာတကယ်ချင်းနေလာပြီးဖတ်တော့လीเนาะအဲ့လို အရင်အရင်အများကြီးလာပြီးဖက်တော့သူတို့နားကနေပြီးတော့နှွေးထွေးမှုပေါ့နှွေးထွေးမှုရတော့မျက်ရည်လေးကျမိတာအဲ့တော့ဒါကိုကိုမကတော့မဆိုချင်ဘူး။မင်းသားတို့တော့မှန်းနေကြတယ်ဒီအများကြီးရှိတယ်။ဟုတ်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 ကျေးဇူးတင်ပါတယ်။ရှိတယ်။ကိုကိုမင်းသားဆိုလို့ဒါပွဲကိုမှမင်းသားနာလာလို့ရှိတယ်။ အာစတဲ့ငယ်ကတော့ဒီဝန်နာဖြစ်ရမယ်လို့တော့ကိုယ်စိတ်ထဲမှာတော့မြင်နေထပ်ထားရတယ်။ဒါပေမဲ့အဲဒီစင်ပေါ်မှာဆိုတာကပေါ့နော်ကိုယ်အကောင်းဆုံးလုပ်နိုင်မလုပ်နိုင်ဆိုတာလည်းရှိသေးရပေါ့နော်။ကိုယ်အကောင်းဆုံးလုပ်သွားခဲ့ရင်တောင်မှစဉ်စမ်းကံဘာညာအများကြီးရှိသေးရပေါ့နော်။အဲဒါမဲ့ဝန်နာရမယ်လို့တော့စပြီးတော့ပြန်ကြရတော့ အော်စိတ်ထဲမှာထားပြီးတော့ပြိုင်ပါတယ်အစိတ်နဲ့ပြိုင်ပါတယ်ရှင်ဟုတ်ကိစ္စတိုင်းမှာတော့အရင် perfect ဖြစ်နေရတော့မဟုတ်ဘူးဒါပေမဲ့အချိန်မှာဘေးမှာကိုလိုအပ်နေလဲဘာလဲပေါ့နော်ပြန်ဝဲဝဲချင်းချင်းစီကနေပြီးမှပြန်ပြီးအကြံဉာဏ်တွေယူရဲအဲအဲ့ဒါတွေဒီပေါ့နော်ပြန်ပြီးမှအညီဒီမှာကြိုးစားရတဲ့ပိုင်းတွေရှိရပါတော့အရင်တော့အဆိုရင်စကားပြောတဲ့ချိန်မှာဆရာဆိုအရင်ပြောတဲ့အတန်တိုးတဲ့မြပါဝါထက်အဲ့တော့အဲ့ဒီပိုင်းမှာရော question answer မှာ၄ဆိုရင်လေအဲ့ကြောင့်တတိထားပြီးတော့ကိုယ့်ရဲ့အတန်ပေါ့နော်ပါဝါထက်ပြီးမှပြောရတဲ့အပိုင်းတွေရှိပါတယ်ဟုတ် mirror not just my story but my individuality and not just for crown only but for a purpose ဆင်လေမရနေရတဲ့ဟိုလက်လက်ရောက်ဆွဲနေရတဲ့အချိန်ဆိုရင်တော့အမြဲတမ်းရင်ခုန်မိပါတယ်ဘာလို့လဲဆိုတော့အာဟောင်းဟောင်းကဒီ2024 Miss Grand တော့ပေါ့နော်ရန်ကုန်ပွဲမှာလေ လက်အဲ့လိုမျိုးဆွဲခဲ့မှုတဲ့ခါအဲ့လိုလက်တော့ဆွဲရတာမဟုတ်ပေမဲ့ဒါမဲ့သိရမလားအဲ့လိုပုံစံလေးဖြစ်ခဲ့တော့ရင်တော့ခုန်တယ်ဒီနေ့ပွဲဆိုပူပြီးတော့ရင်ခုန်တယ်ဘာလို့လဲဆိုတော့လက်အဲ့ဟိုနှစ်ယောက်ချိတ်ဖူးတာပထမဆုံးအကျင့်လေးနော်ဒါမဲ့ဗီဒီယိုရပါအာရတဲ့သူတော်တော်ကိုကတော့ဝမ်းပါပါတယ်ရှင်ဟုတ်ကိုနော်ဟိုဘယ်လိုမဲ့ပဲကြာရှိတယ်ကိုနော်ဆရာကြီးက live ဖြစ်နေတာဩဟုတ် ဆရာသူကတော့အာတမီပေါ့နော်ဟိုအရန်ကြီးကောင်းတယ်အရန်ကြီးစူးစမ်းခဲ့ပါတယ်တဲ့အဒီပေါ့နော် first runner အပြောင်းရတဲ့အတွက်ပေါ်မှာလဲအာမငင်းနဲ့တမီအရန်တော်တယ်လို့တော့ပြောပါတယ်ညာအာဒီအရင်တနှစ်တုန်းက Miss Grand တောင်ကြီးရခဲ့တဲ့နှစ်တုန်းအာ Miss Grand တောင်ကြီးရခဲ့တုန်းကဆိုရင်အခုနဲ့ရှင်မယ်ဆိုရင်ကိုကိုကိုအရန်ပြောင်းလဲသွားတယ်လို့ထင်ပါတယ်။ဘာလို့ဘာလို့ပြောင်းလဲသွားလဲဆိုတော့ပထမပွဲတုန်းကကြတော့ဒီလိုပေါ့နော် catwalk ပိုင်းနေလဲဒီလောက်ထိတိတ်ပြီးမှမတိုးတက်သေးဘူး။ပြီးတော့ question and answer ဆိုရင်လဲ ဒီထက်ရော့နေရလို့ပြောရမှာပေါ့အခုဆိုအရန်တိုးတက်လာတယ်အာတိုးတက်လာတယ်ဆိုတာလေကိုကဒီ question and answer တွေကို pageant state ပေါ်မှာ pageant platform ပေါ်မှာနေဆိုရင်ဘလူတွေတုံးပြီးတော့ blue vocabulary တွေတုံးပြီးဖြည့်ရမယ်ဆိုတာပေါ့နော်ဒီ miss world စ join နေနေကတည်းကအာကိုကလေ့လာခဲ့တာအဲဘာလို့လဲဆိုတော့ miss world ရဲ့အဓိကကဒီနော်နော်စကားပြောစွမ်းရည်တွေ have to have challenge တွေအရန်ပါတော့အဲ့ဒါကိုစနိကတည်းကကျင့်ခဲ့တာပါရှင်အဲအဲ့ဘိုင်းတော့တော်တော်လေးစူးစမ်းရရတယ်ပေါ့နော်အရင်ပွဲနဲ့မတူတာတော့ဟုတ် were to show them that even the subtle heart can make the strong and impact a positive attitude and change in the world, in our society. So, ဟုတ်တယ်ဟိုအင်းအင်းကြီးကြောင့်လဲပါပါတယ်သဘင်ကဟိုအင်းကြီးကသဘင်ချလို့မရတဲ့အစဉ်ဖြစ်နေတော့လေဒါပေမဲ့အထုံးနဲ့လေးလိုက်ပါတယ်ဟုတ်ပါဆိုတော့ရတဲ့အချိန်မှာကိုကိုကျင်းအားရမှုရှိရလို့မျိုးလေးရှိတယ်ဟောကိုကိုကိုကျင်းအားရမှုအာ အအကျင့်နဲ့အားရမှုရှိလားဆိုတော့လူတိုင်းရဲ့ယဉ်ထဲမှာပေါ့နော်လူတိုင်းရဲ့ယဉ်ထဲမှာတော့ဝင်တာဖြစ်ချင်းစိတ်ရှိရဲအဲ့လိုပဲဒီဟောင်းကလည်းဝင်တာဖြစ်ချင်းစိတ်ရှိရဲဒါပေမဲ့မဖြစ်ခဲ့တဲ့ပုံမှာလည်းဒီဘာမှတော့မဖြစ်နေပါဘူးဘာလို့လဲဆိုတော့ရသွားတဲ့ညီမလေးကလည်းသူဆိုရင်ကန့်ပျောက်လုံးပေါ့နော်တဖြည်းဖြည်းတဖြည်းဖြည်း shining ဖြစ်လာအဲ့လိုမျိုးဆိုတော့သူလည်းထိုက်တန်ပါတယ်ရှင့်ကိုလည်းဒီဆူရတဲ့ပုံမှာတော့ဟိုအဆင်ပြေပါတယ်ဝမ်းသာပါတယ်ရှင့်ဟုတ်ဒါပါလေးတော့ဆင်ဆုံးတာရှင့် ဘာတွေလုံးဖို့စိတ်ကူထားတာရှိလဲဆိုတော့ဒီလောလောဆယ်တော့ဘာမှစဉ်းစားထားတာမရှိသေးဘူးပေါ့နော်ဒါပေမဲ့ဒီရှေးရှောက်ဆရာသူတို့ရဲ့ဒီအကြံဉာဏ်ယူပြီးတမိဘာလုပ်တင်လဲဘာလုပ်လဲတော့မီးတော့မီးမယ်ပေါ့နော်ဟုတ်ကဲ့အော်ဟုတ်အော်ဒီဘောနောပရိသတ်တွေအများကြီးရောတငယ်ချင်းတွေအများကြီးရောပြန်ပွဲဝင်တွေရောခေါင်းမင်းသား crown ထိပေါ့နော်မန်ထားပေးကြတဲ့အတွက်ကြောင့်မို့အရင်ကျေးဇူးတင်ပါတယ်အာဒီ crown မယူပေးနိုင်တဲ့အပေါ်မှာလည်းအာနာမိတယ်လို့တော့ဖြစ်ပေမဲ့ဒါပေမဲ့သူတို့ကလည်းဒီပေါ့နော်စိတ်မဟိုဝမ်းနည်းတာတွေမဖြစ်ဖို့ပြောချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့ဘီမြန်ရမှာကိုကတော့ပျော်ပါတယ်ရှင်ဟုတ်